တာယောက်ဒီအကျဉ်းထောင်မှာဖမ်းဆီးခံထားရသူ54ဦးကိုတာယောက်ဒီခရိုင်တရားရုံးမှာရုံးထုတ်တာဒီနေ့ဆိုရင်24ချိန်မြောက်ရှိပြီဖြစ်ပြီးစစ်ဆေးနိုင်တာမျိုးမရှိဘဲចောင်းသားတဦးကိုအမှတ်ခံပေးလိုက်ပါတယ်အမှုကိုစစ်ဆေးတာမျိုးမရှိဘဲရုံးထုတ်နေတာမဖြစ်သင့်ဘူးလို့ဘာကသာចောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့မဖြူဖြူအောင်ရဲ့ဖခင်ဖြစ်သူဒေါက်တာနေဝင်းကပြောပါတယ်ចောင်းသူចောင်းသားတွေနဲ့ဒီဝင်းရံတဲ့သူတွေဆိုတာဘာမှအပြစ်ရှိတဲ့လူမှမဟုတ်ပဲဟာလားငကိုတရားသူတို့ဒီမှာပြီးရဲ့ ကျောက်ထဲကျနေတဲ့ပညာရေးစနစ်ပေါ့နော်။ဟာလေကျွန်တော်လူတွေပညာမသင်ကြနိုင်တဲ့ဘဝတွေဟုတ်လားပြီးတော့ပညာသင်ကြပြီးတော့လည်းဘာမှမတတ်တဲ့ဘဝတွေတစ်ဖက်ခြားနိုင်ငံမှာသွားပြီးတော့ကျွန်နေလို့လုံနေရတဲ့ဘဝတွေပြည်တွင်းမှာလည်းကျွန်နေလို့လုံနေရတဲ့ဘဝတွေပေါ့ဗျာ။ဒီဘဝတွေကဒီပညာရေးစနစ်တစ်ခုလုံးပြည့်ပြည့်ပြောင်းလဲဖို့ကြိုးစားလာခဲ့တဲ့အကြောင်းအကျောင်းသားတွေနဲ့နောက်သူတို့ကူညီတဲ့ပြည်သူတွေကိုအဲဒီလိုရိုက်နဲ့ဖန်ဆီးပြီးတော့ဒီလိုထောင်နှက်ထည့်ထားတာမျိုးကဘလို့မှမဖြစ်တဲ့မဖြစ်တဲ့ကိစ္စလေ။ဒါငကိုရဲကမမီရိုက်တဲ့မဖန်တဲ့ကိစ္စတကယ်တော့ဂုံပြူချီချူးတဲ့ကိစ္စပဲ။အဲ့တော့ရိုက်နဲ့ဖန်ဆီးလို့ဆိုတာမှားပြီပေါ့နော်။ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့အတွက်ထောင်ထဲမှာအစာငတ်ခံဆန္ဒပြနေတာကြောင့်ထောင်စင်းရုံမှာတက်ရောက်နေရတဲ့ကိုအောင်မိုင်ဆန်းအပါအဝင်ခုနှစ်ဦးလည်းဒီနေ့ရုံထုံမှာပါဝင်ပါတယ်။အစာပြန်စားဖို့အတွက်ထောင်အာဏာပိုင်တွေကတိုက်တွန်းတာတွေရှိတယ်လို့ပြီးခဲ့တဲ့အောက်တိုဘာလ23ရက်နေ့ကစပြီးအစာငတ်ခံဆန္ဒပြနေတဲ့ကိုအောင်မိုင်ဆန်းကပြောပါတယ်။ဟိုတနိုင်ငံလုံးမှာဖန်ဒီထိမ့်သိမ်းခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုလွှတ်ပေးဖို့နဲ့အပြီးသူတို့ပေါ်မှာဆွဲဆိုထားတဲ့ပုံမှန်တွေကို ရုပ်သိမ်းပေးဖို့အဲ့ဒီအတွက်ကျွန်တော်တို့ရည်ရွယ်ပြီးတော့စံကကဆန္ဒပြတာပဲဟောကျွန်တော်စပြီးဆန္ဒပြတာ20နဲ့3ရက်10လပိုင်း2015ရဲ့နေ့ရပါဘို့နော်နောက်ကျွန်တော်ဝင်ပြီးတော့9ရက်မြောက်တဲ့နေ့ကြတော့ကိုတန်းထရဲ့ကိုမျိုးထက်ပိုင်ရဲ့ဟောနောက်ပြီးတော့ဟိုကိုမျိုးမြဆိုင်ရဲ့သူတို့၃ယောက်ဝင်ရတယ်နောက်သူတို့ဝင်ပြီးနောက်ထပ်9ရက်အကြာမှာတော့နောက်ထပ်၄ယောက်ပေါ့နော်ဟိုကိုကိုမာနော်ရဲ့နောက်ပြီးတော့ ိုဖြိုးရနာရဲ့ကိုဆွေလင်းထွန်းရဲ့ကျော်စွာလင်းပေါ့နော်ကျော်စွာလင်းရဲ့ဆိုတော့အဲအဲသူတို့တွေပါပါတယ်ပေါ့အစံကခန်ဆန္ဒပြနေတဲ့ចောင်းသားနဲ့ဝင်းရံသူစုစုပေါင်း9ဦးရှိပါတယ်အဲ့ဒီအထက်ကကိုမာနော်ရဲ့မိခင်ဒေါ်သိန်းတန်ကအစံကခန်ဆန္ဒပြနေသူတွေရဲ့အကြမ်းမာရေးကိုစိုးရိမ်နေလို့ပြောပါတယ် တာအစာခံငတ်တဲ့အဖွဲ့မှလည်းပါတယ်ဆိုပြော့ကျမရေးပါလေထိခဲမှဆိုလို့အများဆုံးမိခင်တယောက်အနေနဲ့ပေါ့ကျမရေးပိုင်းဆိုင်ရာလေဆိုရင်ဒါဒါကြောင့်အခုအာနာပိုင်းအဖွဲ့အစည်းရလည်းပဲတာသမီကိုချင်းစာနာပြော့နော် အမန်တရားအစုအကောင်းကို အမြန်ဆုံးပိုင်းခြားနာလာပြော့အမြန်ဆုံးလွတ်မြောက်ဖို့ရအပေါ့အဲ့လိုမျိုးအခွင့်ရေးပေးဖို့ရအတွက်တော့မျောမျောလင့်တောင်းဆိုတာပေါ့ကျမရေးထိခဲမှလည်းဆိုရင်လာပေါ့အဲ့ဒီတဘောပါ တာယာရီအကျဉ်းထောင်ထဲမှာရှိတဲ့ကျောင်းသားကျောင်းသူတွေနဲ့ဝင်းရံသူတဝက်လာဟာနိုဝင်ဘာလ၈ရက်နေ့ရွေးကောက်ပွဲအတွက်ကြိုတင်မဲ့ပေးတဲ့သူတွေရှိသလိုဂျန်နက်တဝက်လောက်ကလည်းကြိုတင်မဲ့မပေးကြပါဘူးကျောင်းသားကျောင်းသူနဲ့ဝင်းရံသူတချို့ဟာမနေ့ကကြိုတင်မဲ့ပေးခဲ့ကြတယ်လို့ဘာကတာကျောင်းသားခေါင်းဆောင်တို့ဦးဖြစ်တဲ့ကိုမင်းသွေသိက်ကပြောပါတယ်ဟိုရောတော့ကျွန်တော်တို့ဒီထောင်အနာပိုင်းကထုတ်ပြီးတာကဟိုပုံပင်မဲ့ရှိရတစိတုံးတောင်းတော့မပေးဘူးအဲ့ဟိုဟာဒီမနေ့တင်ကြင်ကြထားရှိရအဲ့အတွက်ဟိုဘာညွှန်ကြားချက် ြားသေးလဲဆိုသူတို့မကြားဘူးပေါ့အဲကျွန်တော်တို့ဟိုပြောလိုက်တယ်ကျွန်တော်ဘက်ကတက်တည်ရအောင်လို့နော်ခမောင်းမှာတစိတုံးမရှိလို့ကျွန်တော်တို့ဒီအမှတ်ချက်ပြီးဘောဝင်တယ်အမှတ်ချက်ပြီးလိုက်အဲကျွန်တော်တို့ပင်မဖြစ်မှာဆိုလို့ကြိုပြီးပြောထားတာ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်မခံတဲ့အတွက်ရွေးကောက်ပွဲအတွက်မမပေးတာဖြစ်တယ်လို့ဘဂတအကြောင်းသားကိုမိုးထန်တွေကပြောပါတယ်ကျွန်တော်တို့ဒီမဲမထည့်ဖြစ်ပါဘူးညာဟိုမထည့်ဖြစ်တဲ့အကြောင်းရင်းအဓိကအားဖြင့်တော့ကျွန်တော်တို့ဘဂတမြောက်ဖွဲ့ချုပ်တွေ2008ဖွဲ့စည်းပုံအခြေခံဥပဒေကို ဟိုကျွန်တော်တို့လက်မခံဘူးပေါ့နော်ဒီအချိန်ကဥပဒေကဟိုအသက်ဝင်ဖို့အတွက်ကျွန်တော်တို့ကအများကြီးပြင်ဆင်မှုတွေလုပ်ဖို့လိုသေးတယ်လို့ကျွန်တော်တို့နားလည်ထားတာရှိတယ်ဒါအကြောင်းဟိုကျွန်တော်မဲမထည့်ဖြစ်တဲ့အကြောင်းရင်းတစ်ချက်ပါနောက်တစ်ချက်ကတော့ဟိုကျွန်တော်တို့ဒါကြီးက အမြင်နဲ့ပဲကျွန်တော်တို့ဒီရွေးကောက်ပွဲတွေနီးလာရင်ဒီကျွန်တော်တို့ဟိုတက်ကြွလှူရှားသူတွေကိုဖမ်းဆီးပြီးတော့အကျဉ်းချထားတယ်ဒီလိုချင်းကဒါကျွန်တော်တို့သိခဲ့တဲ့လောက်တော့1990မှာလည်းဖြစ်ခဲ့တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တာကဒါအကျဉ်းကြီးပါသွားမှလည်းဆိုးတယ်ပေါ့နော်ကျွန်တော်တို့မလွတ်လပ်တဲ့ဘဝနဲ့ကျွန်တော်တို့ဘာဝမှအဆုံးဖြတ်မပေးနိုင်ဘူးဆိုတဲ့အနေနဲ့ကျွန်တော်တို့မဲမထည့်ဖြစ်ပါဘူးဗျចောင်းသားចောင်းသူတွေနဲ့ဝင်းရံသူတွေအကြားတွေးကြွခြင်းမရှိပဲကြိုတင်မဲ့ထည့်ခြင်းမထည့်ခြင်းဟာတဦးတယောက်ချင်းရဲ့သဘောဆန္ဒသာဖြစ်တယ်လို့တာယောက်ဒီအကျဉ်းထောင်မှာဖမ်းဆီးခံရရသူတဦးဖြစ်တဲ့ generation wave အဖွဲ့ဝင်ကိုဘူဘူကပြောပါတယ်ဟိုထဲတဲ့လူကလည်းမထဲတဲ့လူကိုကျွန်တော်တို့ဘာမှမပြောလို့မထဲတဲ့လူကလည်းထဲတဲ့လူပေါ်ဘာမှမပြောပါဘူး။နောက်မှကျွန်တော်တို့မဲထဲဖို့ဆိုတဲ့ကိစ္စကိုလည်းလိုက်ပြီးစီယုံချင်းမရှိလို့မဲမထဲတဲ့လူကိုမထဲဖို့ဆိုတဲ့ကျွန်တော်ဘယ်သူမှကျွန်တော်တာစီပိတ်ပင်ချင်းမရှိပါဘူး။ကိုယ့်ရဲ့တူဦးချင်းတပေါ်နဲ့လွတ်လပ်စွာကျွန်တော်တို့လုပ်ကြတာပါ။ဟိုအဲ့ဒီအတွက်လည်းကျွန်တော်တို့ညီညီမှုကဘာမှမဖြစ်ပါဘူး။ဟုတ်ကဲ့ပါ။ ကျောင်းသားကျောင်းသူတွေနဲ့ဝန်ရံသူတွေကိုဆွဲဆိုထားတဲ့အမှုတွေကိုပယ်ဖြတ်ပေးဖို့အတွက်သူတို့ရဲ့ရှင်းနေဥလှမျိုးမြင့်ကဘုကိုတိုင်းတရားလွှတ်တော်ထံတင်ပြထားတာကိုမင်းကရှောက်လက်ချက်ပေးခဲ့ပြီးစုံပြတ်ချက်ချတာမရှိသေးဘူးလို့သိရပါတယ်။ဒါပေမဲ့နိုဝင်ဘာလ17ရက်နေ့မှာကျောင်းသားကျောင်းသူတွေနဲ့ဝန်ရံသူ93ဦးထပ်မံရုံးထုတ်မှာဖြစ်ပါတယ်ရှင်။